င်္ဂလာလေးရလုံးနဲ့စပါဖြစ်တယ်ပေါ့နော်။ကိုကုန်းပြတာရတာကိမဟောရဲ။မပုံးကြဆိုတာကားပါပဲ။နော်။တတိယဘာဝလားဆိုတော့ပါပါတယ်။ဒါကအတူဆုံးပြီးတော့ပြောလာတာပေါ့။အေးကုန်းပြတယ်ကောသာသမီတွေရဲ့ပုံမှာချင်းမြင့်ထောက်ပံ့မှုရှိရတယ်။သာရတဲ့ဘောဇနီးမယားရဲ့ပုံမှာချင်းမြတ်တော့ဘုရှိရတဲ့ဒါကြယ်မင်္ဂလာရှိတဲ့ကြီးပွားမဲ့ပြည့်တဲ့ပေါ့ဒီနေ့ဟောပြလို့သာသမီရဲ့ပုံမှာ ကျင့်ရမှုသောတာမှုရှိရတယ်ဖြစ်တာကဘာလို့ပြောတာလဲဆိုတော့မိဘတို့ရဲ့ဝိညာဉ်၅ပါးကိုကျင့်ပြအောင်ဆောင်ရွက်ရတယ်ကိုပြောတာပါတဲ့တယ်လက်ဖြစ်ချက်တို့ဥပ္ပိုင်းကိုပြောရမှာနော်ဓာတ်မိရဲ့ပုံမှာမိဘတွေနားရတဲ့ဝိညာဉ်၅ပါးရှိတယ်ဆိုတာပြေသာပေါင်းပြီးတော့ဟောနေတဲ့ဉာဏ်ကြီးကြီးဝါရသာဘုလားပါတာမှာဖြစ်နေတော့အတားဝယ်ဝယ်တဲ့ကိုသိကြရတယ်ပေါ့နော်မကောင်းမြစ်တာကောင်းရာပြောင်းလဲ ပြေပါတော့အတ္တကံစီသိဝေဒီယံသိတာကျင်းနေရောငါအဲ့ထားတယ်ဒီပစ္စတ်ဟုတ်လားဒီပကောင်းရတာအကောင်းရတယ်ပကောင်းတာကိုလည်းရှိအောင်ဒါရှိနေရမယ်ကောင်းတယ်လို့ရှိအောင်ပြပါဆိုတာဒါပြေကိုသွားပေးနေရတယ်ဒီပြီးတော့ပါတော့အတ္တကံစီအဲ့ဒါကိုဦးဇင်းကအကြောင်းပြောတယ်ဒါမျိုးရေးဖြစ်တယ်ဆိုရင်အကောင်းဆုံးဖြစ်တယ်ပြီးတော့ သတိကိုပညာရှိတယ်၊ပညာတတ်တယ်၊အလိမ်မာနဲ့ပြည့်စုံတဲ့လူတယောက်ဖြစ်အောင်သုတ်တွေကအောင်ရောက်တဲ့ဟုတ်လား။သေဝေဒီရဲ့ပညာရှိတယ်ဆိုတာဒီတဲ့လောဘပါတယ်ဘလို့လောဘလို့အမှုလို့မဆိုတော့။ဒီဒါပေမဲ့သတိကိုအကောင်းဆုံးရှိမြတ်ထောက်ပတ်တဲ့နေပါတဲ့ပြည့်စုံနေတယ်ဆိုလို့ရှိရင်မိမိရဲ့သားကြီးကိုမိမိရဲ့ပို့ပြီးတော့မိမိတို့ချက်ပို့ပြီးတော့တော်တဲ့တည့်တဲ့တက်တဲ့လူတွေရောက်ဖြစ်အောင်ပြုလုပ်ပြောင်းပေးလို့တော်တဲ့ဒီနေ့ပေါင်းမျိုး အကျိုးပေးပါတယ်ကသာသမီရဲ့ပုံမှာစစ်တော်စစ်ကြတယ်စစ်တာကဒီမှာမကြတာလေအများကြီးရှိတယ်။ဟိုစစ်တော်ကလည်းဒီကဘာကတော့အလုပ်ရကြီးတာကြောင့်ရတယ်ခုမြဲပါပြတဲ့ကျွန်တော်တတိ70တတိ80တတိဒါမျိုးလည်းကြီးရနော်။ဟုတ်ပါဘူး။ဟိုမိဘကတတိ70ပြောပါလေ။တောင်ကြတော့ကတတိ70ပြောပါလေ။ဟုတ်တတိ70တိုင်နဲ့တရားနဲ့ရောက်တတိနဲ့တရားနဲ့ရောက် ဆယ်ကလူငယ်ငယ်တော့မှာသူရဲ့အမိငယ်ဘာတွေကသူ့ကိုအရင်ဖြစ်တာဆိုတော့သူရဲ့ဒီရှိဥစ္စာတွေကဒီသာသမီဆယ်တဲ့စာလုပ်ဘဘကိုဒါကြောင့်ပညာနဲ့ပဲဆယ်သူတို့ကောင်းနေတယ်ပဲသူတို့လက်တွေတည်ပါလိမ့်မယ်သူတို့စဉ်းစားတာပဲရှိတယ်ဒါကြောင့်ဘာလို့လဲဆိုတော့ဗာဒိယာဝတ်တယ်ပဲနော်ဗာဒိယာဝတ်တယ်ပဲနဲ့ဟောသူတို့အေဘာယတာကြားလာတဲ့အခါကျတော့ဒီဒီရှိဥစ္စာတွေကိုအဋ္ဌဉာဏ်ကမရှိတဲ့အခါကျတော့ဖိနေတဲ့နေနဲ့နေတာလေးကမရှိဘူး နောက်ဆုံးတော့ပြည့်တဲ့သိတဲ့အခွက်လက်ဆွဲပြီးတော့တောင်းဆိုင်ရတဲ့အနေထားကိုရောက်သွားတယ်။နောက်ဆုံးအောင်ပြုရတာနဲ့ပြည့်ဆုံးရတယ်။အဲ့ဒီမှာကျတော့ဘုရားကဆန္ဒလာသောမနာကိုအကြောင်းပြုပြီးဆန္ဒလာကအဲ့ဒီအခြေအနေကအဲ့ဒီချိန်မှာဆင်းရဲသွားလို့ပေါ့နော်။ဒီအဲ့ဒီအကြောင်းအရာကိုပြောတော့လည်းတော့ဘုရားကစိတ္တအနန္တတဲ့ဒီလူမယားနဲ့ရောက်တာ ပထမအကြိမ်မှာဥစ္စာရှာမယ်ဆိုရင်နံပါတ်1ထိတ်တန်းပတိကြီးရတယ်။ဥစ္စာရှာရတဲ့အကြိမ်တို့ရှရားရှာရတယ်ဆိုရင်ယောက်ျားရဟန္တာဖြစ်နေတဲ့မိမအနာဂတ်ဖြစ်။ပါဠိပါရောဒါကြီးမိုင်နဲ့အတ္တိသားနဲ့ပါဠိပါရဲ့လူသားတော်ကိုဆုံးရတယ်။ဟုတ်လား။အဲဒုတိယအကြိမ်မှာပစ္စည်းရှာမယ်ဆိုရင်ဒုတိယရဟန္တာပတိကြီးရတယ်။တရားရှာမယ်ဆိုရင်ယောက်ျားအနာဂတ်ဖြစ်မယ်မိမအနာဂတ်ဖြစ်တယ်။ဟုတ်။ ဒုတိယလည်းတော့ကာအညာနဲ့တော့လည်းအဲ့ဒီလည်းကိုလည်းခါးလေးပြောရတယ်ဒါလေးကဒီကားတွေမှာလည်းဉာဏ်ဟုတ်လားဆရာပါဘုရားဒါကြောင့်မို့လို့ဒုတိယလည်းမှာပြည်နေလို့တတိယအရေးချက်မှာဟုတ်လားသုစာတိတိရတယ်ဆိုတော့တတိယကတော့ပြည်ဖြစ်နိုင်လေဟုတ်ကျောင်းသားကတော့လည်းပြည်လို့မိမကသုတ္တကဖြစ်နိုင်လေတရားချတယ်ဆိုရင်အော်အရွယ်ကြီးလာနေတယ်ကာလဉာဏ်တွေကလဲသွားနေတယ်ဆိုတာကဒီအကြောင်းကိုထောက်ပြီးတော့သိနိုင်လို့လားသိနိုင်တယ် အခုအရွယ်သုံးပါးလုံးမှာဘာလို့ကရှာရတယ်ဆိုတဲ့အတိအကျတို့မှာမရှိပြည့်စုံကြဖို့ကြားရတဲ့အတိလည်းမရှိတရားကိုကြားရတဲ့အတိလည်းပုံဝေးပါတော့အဲ့ဒီမျိုးစီအဲ့ဒီအတိအကျလေးကိုဤဝါဒီတော်ထည့်မပေးရင်ဆိုတော့ဟုတ်လားဒီအဲ့ဒီတော့ဘာဖြစ်လဲဆိုတော့ဇလောကစင်းနေအဲ့ဒါတည်ဆုံးရတယ်အဲ့တော့မြတ်စွာဘုရားကဒီလိုဟောတာလို့ဆိုတော့ဟိုရေမရှိတဲ့နောအိုင်လေးမှာ ကြောင်ဖြစ်တဲ့ကျိုးရံပေါ်မှာမှန်ရတယ်လို့မျိုးပေါ့ဟုတ်လားဒီနေ့လည်းပဲပြည့်စုံကြတယ်ပြည်တော်ချင်းကိုလည်းကျန်တော့ဖတ်စိတ်ကတော့ဒီမစိညာအတ္တကရုပ်တည်းတည်းနဲ့ဈိန်နာကောတာဝဆံရဲ့ဒီသီလပြည့်စုံဖတ်တယ်နီးဟုတ်လားလက်ပါပြန်ဟောတယ်နော်ဒီနေ့လည်းပဲပြည့်စုံကြတယ်ပြည်တော်ချင်းကိုလည်းကျန်ဖို့ အဲ့ဒီလိုလုံးရမယ်ဆိုတဲ့အတိမှမရှိရဘူးလို့အဲ့ဒီလိုအတိရှိအောင်ပဲဒီဘိဗတွေကဘာမှသူတို့ကိုလမ်းကြောင်းမပေးခဲ့ဘူးလို့ဒါကိုဆရာကမှမသိဘူးတိတ်တော့ပါသိတော့ဆိုတော့အဲ့ကြီးလာတော့မကြီးနေရှိတဲ့ညောင်းအိုင်မှာအတောင်ဖြစ်တဲ့ကျိုးရာကိုပိုင်လို့မျိုးနိုင်ရည်ရရှိတော့ဒါကဘိဗတွေရဲ့ဖြူရင်းတဲ့ကြောင့်သာသမီတွေဆင်းရဲရတဲ့အခြေအနေပေါ့ တရားဘုရားသခင်ကိုအကောင်းဆုံးရှိမြင့်တဲ့ထောက်ပံ့တဲ့နေနဲ့ရှိမြင့်ထောက်ပံ့ရဖို့ဘယ်လိုလဲဒီအပေါင်းတို့သခင်ကိုရှိမြင့်ထောက်ပံ့တဲ့နေရာမှာအလောစင်တဲ့နေထောက်ပံ့သွားတဲ့နေရာမှာဘောအတူယူတရားစံနာတရားပုံပေါ်မှာတော့တဏှာတွေတစ်ပြေးကြီးဖြစ်ပါတယ်တဏှာတွေတစ်ပြေးကြီးကတရားတရားကံရဲ့ပုံမှာအလောတရားမှကြီးလို့တဲ့မြတ်စွာဘုရားကဒီလောကကြီးကြီးလို့ဆိုလို့ရှိရင်တရားတွေတော့ဘာမှမနေရတဲ့အတိတ်ရှိဘူး ။ဘာဖြစ်လို့မမေးရလဲဆိုတော့မြတ်စွာဘုရားကိုသူကြည်ညိုတော့လို့ဒိဋ္ဌာရှိတော့လို့သူမေးလိုက်ရင်မြတ်စွာဘုရားကပြောလိမ့်မယ်ပြောလိမ့်မယ်။သင်္ကောင်းအောင်ဆိုလို့မြတ်စွာဘုရားကအလုပ်ကြီးချက်တော့အနာရီတကြီးကဟုတ်လား။အဲ့တော့ယန္တာမြတ်ဆုံးမရဲ့ပုံမှာကြည်ညိုကိုးကွယ်တဲ့တရားကြီးသတ္တတော်မှာသိရဲ့ရှိဥဒ္ဒရာတရားတွေနဲ့ညှဝေပြီးတော့သုံးဆွဲရတဲ့တရားကြီးပေါ့။ဒါပေမဲ့သူရတာကျတော့အဲ့လိုမဟုတ်ဘူးဆိုးရတာ။ဘုရားဆိုတော့ဘေးကြီးက မောင်ရေးကိုစိတ်ကလေးနိုင်လို့ပေါ့အဲ့တော့ဒီမှာ